အာဆနယ်ပါမရှင်မက်စတောမန်စာချုပ်ချုပ်ဆိုဘောလုံးကြောက်စီများအတွက်ကျမတို့ရဲ့ဝမ်းမြောက်ခြင်းတွေကအရင်ကြိုးစားလိုက်ပါမယ်ဒါဆန်၅နှစ်ရွယ်အာဆင်နယ်တင်းရဲ့ပါရမီရှင်ကစားသမားမတ်စတော်မန်ကအသင်းရဲ့ပညာသင်ဆုသဘောတူညီချက်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။စာချုပ်ထဲမှာတော်မန်ရဲ့အသက်၁၉နှစ်ပြည့်ရင်ပရိုစာချုပ်ကိုချုပ်ဆိုသွားမယ်ဆိုတဲ့အချက်ကိုလည်းထည့်သွင်းထားတယ်လို့သိရပါတယ်။တော်မန်ဟာအခုနှစ်ပိုင်းအတွင်းအာဆင်နယ်အကယ်ဒမီထွက်ကစားသမားတွေထဲမှာပါရမီရှိဆုံးကစားသမားဖြစ်သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ အော်ဂိုလာ23ရက်နေ့မှာကစားတဲ့ United အသင်းရဲ့ပွဲမှာအာဆင်နယ်အသင်းအတွက်ပထမဆုံးကစားပေးခွင့်ရချိန်မှာဒေါမန့်အသက်15နှစ်235ရက်အရွယ်သာရှိပါသေးတယ်။ဒီလိုချိန်ဆွမ်းချိန်ဆမျိုးပြသထားနိုင်တဲ့ဒေါမန့်ကိုဥရောပထိပ်တန်းကလပ်အသင်းကစိတ်ဝင်စားလာခဲ့တဲ့အတွက်အာဆင်နယ်အသင်းကအခုလိုပညာသင်စုသဘောတူညီချက်စာချုပ်ကိုချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ဒေါ်မန်ကုရိုင်ယာလည်းငငယ်တဲ့အာဆင်နယ်သင်းပရိသတ်ဖြစ်တယ်လို့ဒီသင်းနဲ့ပဲဘောလုံးသမားပွားကိုရှေ့ဆက်ဖို့ဆန္ဒရှိနေရဖြစ်လို့အခုလိုပညာသင်စုသဘောတူစာချုပ်ကိုချုပ်ဆိုလိုက်တာဖြစ်တယ်လို့သိရပါဗျ။ဒေါ်မန်ဟာအာဆင်နယ်ယူ21သင်းမှာလည်းအသက်ငယ်ဆုံးဂိုးသွင်းယူနိုင်သူဖြစ်အမှတ်တမ်းရထုတ်ထားပါဗျ။